အပတ်စဉ်ထုတ်လွှင့်နေကြဖြစ်တဲ့အသိပညာနဲ့အမှန်တရားစစ်ဆင်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီစစ်ဆင်မှာတော့ကြီးစုသူပရိသတ်တွေအတွက်အသိပညာနဲ့ဘူးတုဒ္ဒရာရှိစီမဲ့အကြောင်းအရာမျိုးစုံကဏ္ဍဆောင်ဆောင်ကိုဆရာဦးကျွတ်လိုင်းကနေမျှဝေပြကြားပေးနေတာပဲဖြစ်ပါရစေ။အခုဒီဘက်မှာတော့ဆရာကဘလို့အကြောင်းအရာနဲ့ဘလို့အတွေးခေါ်အသိမြင်တွေကိုမျှဝေပေးသွားမလဲဆိုတာကိုဆက်လက်ပြီးတော့ကြီးစုလိုက်ကြအောင်ပါရှင်။ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာပြီးခဲ့တဲ့ဘက်ကတော့ဒီပရဘာဝဒုက္ခပါဝင်နေပေါ့နော်ဒီပျက်စီးခြင်းအကြောင်း12ပါးတွေက6ပါးဟုတ်ပေါ့နော်ဆရာကအမျှဝေပြီးရှင်းပြပေးသွားပြီဆိုတော့အုတ်တပမှာကြမ်းရှိတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာကဆက်ပြီးတော့ပြောပြပေးပါအောင်ဆရာပရဘာဝတုံမှာပါတဲ့ပျက်စီးခြင်းအကြောင်းတရား12ပါးတွေက6ပါးကိုတော့ပြီးခဲ့တဲ့ဘက်ကဆရာတို့ဆွေးနွေးခဲ့ပြီအခုကြံတဲ့6ပါးကိုဆက်ဆွေးနွေးမယ် နှစ်ဘက်ခုနှစ်ကဘာလဲဆိုလို့ရှိရင်ဘုရားရှင်ကဘာဟောရလဲဆိုရင်ငါ့အမျိုးဆက်မြင်မာသည်ဟုဇာတိမှာခတ်ထန်ခြင်းပစ္စည်းဥစ္စာပြည့်စုံသည်ဟုဥစ္စာတဏမှာခတ်ထန်ခြင်းငါ့အွယ်မြင့်မြတ်သည်ဟုဂေါတမမှာခတ်ထန်ခြင်းတို့ဖြင့်မိမိရဲ့ဆွေမျိုးကိုမတိမဲမြင်မလေးမစားပြုတ်လုခြင်းသည်ပစ္စည်းဆုပ်ခြင်းအကြောင်းပေသည်အဲ့တော့ဒီမှာတော့နှစ်ပိုင်းရှိပါတယ်နော်ဘုရားရှင်ဟောတာခတ်ထန်တယ်ဆိုတော့မာနကြီးတာပါ မာနာကြီးရဲ့ဆိုတာပျက်စီးခြင်းပဲလေဘယ်မာနာမှမကောင်းပါဘူးနော်အဲ့လိုပဲ तू ကဘာပြောသွားလဲမိမိဆွေမျိုးတွေကိုတဲ့မထီမဲ့မြင်မလေးမစားပြုတ်လုတ်ချင်းဟာလည်းပဲပျက်စီးခြင်းပဲဒါလေးနဲ့ပတ်သက်ရင်တော့ဆရာကဘုရားရှင်လက်ထက်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးကိုဒီမှာကိုးကားပြီးတော့ဆရာပြောချင်ပါတယ်ဘုရားရှင်လက်ထက်ကတာဝတိပြည်မှာကောသလမင်းကြီးဆုဆံနေပါတယ်ကောသလမင်းကြီးကဘုရားရှင်နဲ့ तू ကဆွေမျိုးတော်ချင်ပါတယ် ဘုရားရှင်ကိုကြည်ညိုတာ။ဆွေမျိုးတော်ကျင်တော့ဘုရားရှင်ကတာကီဝင်ဖြစ်ပါတယ်။ဒါကြောင့်မလို့တာကီဝင်ဒီရဲ့ကပိလဝတ်ပြည်ကမဟာနာမတာကီဝင်မင်းထံကနေပြီးတော့တာကီဝင်မင်းသမီးတယောက်ကိုဆက်တာပါလို့ရာဇသံပို့ပါတယ်။အဲတော့တဝိတိပြည်ကသူကအင်အားကြီးတယ်လေ။ကပိလဝတ်ပြည်ကတော့တဝိတိပြည်လောက်အင်အားမကြီးတော့ဟောရာဇသံပို့တော့ဒါမင်းသမီးတယောက်ပို့ပါတော့မယ်။ဒါပေမဲ့တာကီဝင်နေက သူတို့ရဲ့အမျိုးဆက်ကိုအယောမခံနိုင်ကြဘူးသူတို့ကဇာတိမှန်ကြီးတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့မင်းသမီးတောင်းလာကိုကောသလာကိုမပေးချင်ဘူးမပေးရင်လည်းစစ်ပြုတ်ခံရမှာဆိုးတယ်ဆိုပြီးတော့လက်ပတ်လိမ့်လေပြီးတော့ကြုံမရရတဲ့သမီးကိုပုတ်လိုက်ပါတယ်အဲ့ဒီသမီးနဲ့အဲ့ဒီမင်းသမီးနဲ့ကောသလာမင်းကြီးကနေပြီးတော့ဝိတ္တရူပမင်းသားလေးကိုမွေးလာပါတယ်အဲ့တော့အဲ့ဒီမင်းသားလေးဟာဒီနေ့ကြတော့ ူမိခင်နဲ့သူဖခင်ကိုပြောပါတယ်။ကျန်တဲ့မင်းသားတွေကကြတော့သူတို့ရဲ့အဖိုးတွေကနေလက်ဆောင်ပစ္စည်းတွေပို့တယ်။သူ့ကိုကြတော့ဘာလို့သူ့အဖိုးကလက်ဆောင်ပစ္စည်းမပို့ရတာလဲ။အာအဲ့တော့ဖခင်မဲတော်နဲ့မဲတော်ကလည်းပဲ။အော်မင်းအဖိုးနေတဲ့နေရာဝေးတယ်။ဝေးခြင်းဝေးရစေသူ့အဖိုးကိုသွားတွေ့မယ်ဆိုပြီးတော့အဲ့ဒီကပိလောရဲ့ပြေကိုမင်းသားလေးကသွားပါတယ်။အဲ့ဒီကမိခင်လည်းလမ်းကြောင်းကြတာပေါ့ ါဆိုရင်မင်းနေကြောင်သူသိရလေဟောတာကီဝင်းမင်းနေမှာကတာကီဝင်းအမျိုးအနွယ်တွေမှာကကြီးတဲ့လူငယ်တဲ့လူကကြော့ရတယ်အဲ့တော့ဒီမင်းသားလေးလာရင်မင်းသားရဲ့ငယ်တဲ့လူတွေကဒီမင်းသားကိုကြုံရတဲ့ကလေးသိတော့ကြော့မှာမဟုတ်တော့မင်းသားရဲ့ငယ်လေးတွေအကုန်လုံးကိုအဝေးကိုပို့ထားကြတယ်အဲ့တော့မင်းသားရောက်သွားတော့မင်းသားကသူ့အယူပဲကြောရတယ်သူကြောမဲ့လူမရှိဘူးမင်းသားကလည်းဘာဖြစ်လဲပေါ့နည်းနည်းတော့စိတ်ထဲမှာတော့ထူးဆန်းတယ်ဒါနဲ့အဖိုး နဲ့တွေ့ပြီးတဲ့အခါမှာပြန်လာပါတယ်ပြန်လာတဲ့အခါမှာမင်းသားနောက်မှာပါလာတဲ့အချွေရန်တယောက်ကသူ့လက်နဲ့ကြံနေခဲ့လို့သူကသွားပြန်ပြီးတော့လက်နဲ့ယူတဲ့အချိန်မှာအဲ့ဒီမင်းသားထိုင်သွားတဲ့နေရာဟာကျုံမရဲ့သားထိုင်သွားတဲ့နေရာဖြစ်တယ်ဆိုပြီးတော့နွားနှုတ်နဲ့ဆေးပြီးတော့အဲ့ဒီမှာရှိတဲ့အခိုင်းအစီတွေစကားပြောတောင် ကြားတဲ့အခါမှာမင်းသားကိုပြန်ပြောပြပါတယ်အဲ့တော့မင်းသားသိသွားတာပေါ့ဝိရူပါက သူဟာကျွန်မရဲ့သားဆိုတာသူသိသွားတယ်ဒါတွေမကသေးဘူးเนาะသူ့ကိုဆွေမျိုးဖြစ်အသိပါမပြုတ်ပဲねသူထိုင်နေနေရတော့နွားနှုတ်နဲ့ဆေးတယ်ဆိုတော့တူတူပြောရမယ်ဆိုရင်တော့တမီးရဲ့တစ်ချိန်ကျတော့ဝုဒူတူပါမင်းဖြစ်လာတော့ဗောမင်းဖြစ်လဲဖြစ်ကောအဲ့ဒီသာကီဝင်နေအကုန်လုံးကိုတတ်တော်တာပဲအဲ့တော့ခုနကဘုရားရှင်ပြောခဲ့သလိုဗောနော်ဆွေမျိုးကိုမထီမဲ့မြင် ပြုတဲ့အတွက်ကြောင့်ပျက်စီးခြင်းဖြစ်ပါတယ်မိမလိုက်စားမှုအရက်သေးစားတောက်စားမှု လောင်းကစားမှုတို့ဖြင့်ရာတိုင်းရာတိုင်းသောပစ္စည်းဥစ္စာကိုပျက်စီးဆုံးရှုံးခြင်းသည်ပျက်စီးခြင်းဤအကြောင်းပဲလို့ဘုရားရှင်ကဟောခဲ့ပါတာဒါမှန်တာပေါ့မိမလိုက်စားတယ်ဆိုငွေကုန်မှာပေါ့အရက်တောက်စားရင်ငွေကုန်မှာပေါ့လောင်းစားလုပ်ရင်လည်းငွေကုန်မှာပေါ့ခုခေတ်စကားနဲ့ထပ်ပြီးတော့ဖြစ်ရမယ်ဆိုရင်တော့မူရစေဝါတော့ရင်လေ ငွေကုန်မှာပေါ့ကုခေဆိုရင်လည်းဟာလာတော်တော်များများကနော်မူရစေဝါတွေတုံးဆွဲနေကြရတယ်ဆိုတာဆရာတို့မြင်နေကြရတာပဲမူရစေဝါတုံးတဲ့အတွက်ကြောင့်ဆရာတို့ကပြည့်စုံဆုံးချင်းမယ်ဖြစ်ဖို့များပါတယ်ဟုတ်ကဲ့ပါဆရာမိမိမယားဖြင့်မရောက်ရဲနိုင်သည်ဖြစ်၍တဲ့ပြည့်တစားမတို့၌ပြင်းမာခြင်းသူတို့ဘာတို့၏မယားတို့၌ပြင်းမာခြင်းသည်ပြည့်စုံဆုံးချင်းအကြောင်းပဲဒီ ကိုယ့်ရဲ့ဇနီးသားမယားနဲ့မရောက်ရဲတဲ့ကြောင့်เนาะဒီငွေပေးပြီးတော့ပျော်ပါမယ်ဆိုလို့ရှိရင်ယောဂါရမှာပေါ့ယောဂါရပြီဆိုပျက်စီးတော့မှာပေါ့ဒါလည်းမဟုတ်ဘူးသူများရဲ့သားမယားကိုပြင်းမာတယ်ဆိုတာဟာလည်းပျက်စီးဆုပ်ခြင်းပဲဒါမှခက်နေတာကလည်းခုခက်မှာကဆရာတို့ကြည်နေရတဲ့နိုင်ငံခြားရုပ်တံဇလန်းတွေတော်တော်များများကအိမ်တော်ကြီးဖောက်ပြန်တဲ့ဇလန်းတွေပဲဖြစ်နေတယ်လူတွေကအတုပြင်အတက်တင်နေဖြစ်လာပြီးတော့ခုခက်မှာက ဒီအိမ်တော်ကြီးဖောက်ပြန်တာတွေများလာတယ်။အိမ်တော်ကြီးဖောက်ပြန်တာတွေများလာရင်တော့ပျက်စီးဆုံးရောက်မှာပဲ။အိမ်တော်ကြီးဖောက်ပြန်တဲ့လူတစ္ဆာမရှိတဲ့လူပါဒီဇက်လန်းတွဲတဲ့ပဲကောင်းပါလေ။အပြင်မှာတော့နော်လူတိုင်းဝန်းကလည်းရှုံချလိမ့်မယ်။ကိုယ့်ရဲ့ပစ္စည်းဥစ္စာလည်းဆုံးရှုံးပြီးတော့ကိုယ့်နာမည်လည်းပြတ်ဖို့ပဲများပါတယ်။နံပါတ်10ကတော့အရွယ်လွန်ပြီးသောယောက်ျားသည်ငယ်ရွယ်နှုတ်ပြသောမိမငယ်ကိုတိမ်းမြန်းဆောင်ယူအိမ်သူဖြစ်လက်ထပ်ပြီးနောက် ထိုမိမငယ်အားအချားယောက်ျားတို့ဖြင့်စိတ်မချ၍အိမ်မပြောနိုင် ဖြစ်ခြင်းသည်ပျက်စီးဆုံးခြင်းအကြောင်းဖြစ်သည်ဟာဖယားရှင်ကတခါလေအတိအကျကိုဟောခဲ့တာနော်ခုခေတ်လေခဏခဏတွေ့နေရတယ်လိုင်းပေါ်မှာဟာလားအသက်ကြီးရဲ့လူကအသက်ငယ်တဲ့လူချောမောလှပလူကဘလောက်တင်တောင်းလိုက်တယ်ဟာဘလောက်တောင်းတင်ပြီးတောင်းလိုက်တယ်ဒါတွေကတော့ဖယားရှင်ရဲ့တရားနဲ့ဆိုရင်တော့တိတ်တော့မကိုက်ကြီးလာပါဘူးနော် တိတ်ပြီးတော့ကိုယ်နဲ့အသက်ကွာတဲ့လူကိုယူရင်တော့တဲ့စိတ်မချတဲ့အတွက်ကြောင့်အိတ်မပြောဖြစ်ပြီးတော့ကျမ်းမာရေးထိခိုက်ပြီးတော့ပျက်စီးလိမ့်မယ်လို့ဘုရားရှင်ဟောခဲ့ပါတယ်။နမစတိကကြတော့ဒါလေးဆရာသိတဲ့ဘောကြတာပဲ။အရက်သေးသာတောက်ဆမ်းမူရတတ်တော့ပစ္စည်းဥစ္စာတို့ကိုစီးမဲ့ကမ်းမဲ့ပြို့ပြဲသုံးဆွဲပြုတ်မှုတတ်တော့မိမကိုဖြစ်စေယောက်ျားကိုဖြစ်စေပစ္စည်းဥစ္စာထင်းသိမ်းရာ၌ အကြီးအကဲဖြစ်သောအိမ်တော်စိုးဗန္နာရင်းနေရာ၌ထားခြင်းသည်ပျက်စီးဆုံးခြင်းအကြောင်းပေ၏ဘုရားရှင်ကဘာဟုတ်ရတာဟိုခေတ်တုန်းကကျတော့ချမ်းသာတဲ့လူတွေကအိမ်မှာအိမ်မခိစားတွေကို စီမံဖို့အတွက်အိမ်တော်စိုးတွေဗန္နာစိုးတွေထားကြတာပေါ့ခုခေတ်လည်းပဲနိုင်ငံသားမှာတထင်းကြီးတွေကဒီအိမ်ကိုနော်စီမံဖို့အတွက်ဒီလိုလူတွေထားလေရှိပါတယ်အဲ့တော့အဲ့လိုထားတဲ့လူကအရက်သေးတာတောက်စားတဲ့လူကိုသွားထားမယ် စ္စည်းဥစ္စာတွေကိုစီးမဲ့ကမ်းမဲ့ဖျို့ဖျက်သုံးဆွဲမယ်နောက်တစ်ခုထပ်ပြောမယ်ဆိုရင်အကောင့်ကြီးပဲကြိုက်တတ်တဲ့လူတွေထားရင်တော့ပစ္စည်းဥစ္စာတွေဆုံးရှုံးမှာပေါ့ခုခေတ်မှာလဲကုမ္ပဏီတွေမှာလဲပဲဟာလားနော်ဒီကုမ္ပဏီတွေမှာဆရာတို့ကဒီကုမ္ပဏီရဲ့တာဝန်ကိုယူထားရတဲ့နော်ဥပမာရုံးမှာဆိုလို့ရှိရင် office manager တွေရှိမယ် admin manager တွေရှိမယ်အဲ့လိုဒီလိုလူတွေကိုရဲ့သေးစားတောက်စားရတဲ့လူတွေ ုံးတက်ဖြုံးတက်တဲ့လူတွေစီးမဲ့ကမ်းမဲ့လူတွေကိုထားခဲ့လို့ရှိရင်နော်ဆရာတို့ကပျက်စီးခြင်းတွေဖြစ်မှာပေါ့ဒါကိုဘုရားရှင်ဟောခဲ့ပါတယ်နောက်ဆုံးအချက်လေးအလဲကောင်းပါလေဥစ္စာနယ်ပါး၍တတ်မဲ့ကြီးမားသူအဖြစ်ကိုတောင်းတလိုချင်ခြင်းသည်ပျက်စီးဆုံးခြင်းအကြောင်းပဲဒီပျက်စီးဥစ္စာနယ်ပါးတယ်ဒါပေမဲ့လို့လည်းပဲတတ်မဲ့မှုကြီးမားတယ်ဆိုတာကတော့အတုံးဆွဲကြီးတာပေါ့ကိုယ်နဲ့မတမ်းမရာတွေကိုဝယ်ကျင်တာပေါ့ကိုယ်နဲ့မတမ်းမရာတွေကိုသုံးကျင်တာပေါ့ ကိုရတဲ့ငွေနဲ့မတန်မရာတွေကိုတုံးကျင်ဆွဲကျင်တယ်ဆိုရင်တော့ဒါပျက်စီးခြင်းပဲတေးကြတာပေါ့တပည့်ခုခင်ပါနော်မင်းလေးငငယ်လေးတွေမင်းမပြိုလေးတွေဟာနော်ကိုကားနေပြီးတော့ကိုမတက်နိုင်တဲ့ပစ္စည်းဥစ္စာတွေကိုတုံးကျင်တယ်သူများနဲ့ဂုံထုဂုံမြိုင်ဝစ်ကျင်တယ်စားကျင်တယ်တုံးကျင်တယ်ဖြစ်လာရင်တော့အဲ့ဒီငွေရဖို့အတွက်သူတို့ဟာလမ်းမကို ရောက်သွားကြမှာပဲဒါကိုဘုရားရှင်ကပရာဘောင်ကတုတ်မှာပျက်စီးခြင်းအကြောင်းတရားတွေမှာထည့်ပြီးတော့ဟောခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဒီနေ့ဆရာဝေမျှပေးလိုက်တယ်ပေါ့နော်ဒီအသိဉာဏ်ညားမှာတစင်း ဒါလူငယ်တွေရောနောက်တစ်ခါဘာလို့မဆူပေါ့နော်ဒါကတိပ်ပြီးသားလည်းဖြစ်နိုင်နေဆိုပေမဲ့လည်းပေါ့နော်ပြန်ပြီးတော့ပေါ့ဆင်ကျင်သုံးသက်ဖို့အတွက်ပေါ့ဒါရသွားပါရဲ့ဆရာအခုလိုမျိုးဆရာကနေပြီးတော့ဒီနေ့မှာပေါ့နော်ပရပါဝတ်တို့မှာပါဝင်တဲ့ပစ္စည်းချင်းအကြောင်း၁၂ပါးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဝင်ပြပြတော့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီပြည်သက်များရှင်အခုဒီဘက်မှာတော့ဆရာဦးကျော်ကျော်လိုင်ကနေပရာဘာဝတုံမှာပါဝင်တဲ့ပျက်စီးခြင်းအကြောင်း၁၂ပါးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းမြောက်ရေးပြချပြသွားတာဖြစ်ပါတယ်ရှင်။ နောက်လာမယ့်ကျမတို့ရဲ့အသိပညာနဲ့အမှန်တရားစီစဉ်မှာလဲပြည်သက်တွေကိုဘလို့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့မျှဝေပေးသွားမလဲဆိုတာကိုစောင့်မျှကြည့်ရှုကြဖို့အတွက်ဖိတ်ကြားရင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။